အားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ17ရက်နေ့ညပိုင်းထရရှိထားတဲ့အထူးကြဆုံသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့ထွက်ထူကြသတင်းတွေနဲ့တော်လင်းအင်အားစုတွေနဲ့တွေ့ခဲ့တဲ့မလေးရှားလမ်းစဉ်အတိုင်းလုပ်မယ်လို့ ASEAN အထူးကိုယ်စားလှယ်အသစ်ပြောတဲ့သတင်း တော်လည်ရင်မှာအတူမရှိခဲ့သူတွေနဲ့တွဲမလုပ်ဖို့လို့ကြေညာလိုက်တဲ့လင်းလင်းအကြောင်းအမျိုးသားညီညွတ်ရေးတိုင်းမင်္ဂန်ကောင်စီကနေရှားရီနှုတ်ထလိုက်တဲ့ KNU နဲ့ KNPP တို့ရဲ့အခြေအနေမင်းအောင်လိုင်းနဲ့ရင်းနေတဲ့ဥက္ကဋ္ဌဟောင်းကိုရှားတပ်ပံထုတ်ပယ်လိုက်တဲ့ KNU အကြောင်းစစ်ကောင်ရှင်ကိုမီးထိုးပေးနေတဲ့အိန္ဒိယဒေါ်လာ9သိန်းတန်သဘောတူလက်မှတ်အရေးထိုးလိုက်တဲ့တဲ့ ကမ္ဘာကျော်ဘောလုံးစတာရော်နယ်ဒိုနဲ့ထရန်အင်ဖီရိုမှာတွေ့မဲ့သတင်းအဲ့လိုတနေ့တာအထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် ပြည်တွင်းသတင်းတွေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါတော်လင်းအင်အားစုတွေနဲ့တွေ့ခဲ့တဲ့ မလေးရှားလမ်းစဉ်တိုင်းလောက်မယ်လို့အာဆီယံ2ကိုယ်စားလှယ်အသစ်ပြောလာတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်ရှင် မြမအရေးအာဆီယံထူးကိုယ်စားလှယ်မလေးရှားနိုင်ငံရဲ့လမ်းစဉ်အတိုင်းဦးစားပေးလုပ်မယ်လို့ဖိလစ်ပိုင်ကအာနာသိမ့်မီနောက်6ဦးမြောက်အထူးကိုယ်စားလှယ်က ပြောပါတယ်ဒီဇင်ဘာ31ရက်နေ့မှာတက်တန်းကုံဆုံတော့မယ်မလေးရှားဟာမြမအရေးအာနာသိမ့်စစ်ကောင်ဆောင်မင်းအောင်လှယ်အပြင်တော်လင်းတက်ဘက်က NUC ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းအပါအဝင်တော်လင်းအင်အားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကမှအာဆီယံအလဲကျဥက္ကဋ္ဌအသည်းဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကမြမအရေးအထူးကိုယ်စားလှယ်အဖြစ်နိုင်ငံခြားရေးဝန်ကြီးလာဇာရိုကိုမြမအရေးအာဆီယံအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။သူမကဖိလစ်ပိုင်အနေနဲ့မြမအရေးဖြစ်ရှင်မှုအစကနေပြန်မစားပဲလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့မြန်မာနဲ့ထိတွေ့ဆက်ဆံမှုတွေကိုအခြေခံပြီးဆက်လက်လှုပ်ဆောင်သွားဖို့ရည်ရွယ်ထားတယ်လို့ပြောဆိုလိုက်ပါတယ်။ နိုင်ငံသားရေးဝန်ကြီး Tracer Lazaro ကနိုဝင်ဘာ18ရက်ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုထည့်သွင်းပြောဆိုသွားတာပါမြမရေးဖြစ်ရှိမှုမလေးရှားကတနည်းတွင် ထိတွေ့ဆက်ဆံမှု120လောက်လုံဆောင်ခဲ့တဲ့အတွက်အစကနေပြန်လုပ်ဖို့မလွယ်ကူဘူးလို့လည်းမစ္စလာဇာရိုကပြောပါတယ်တိဆောက်ပိသားယာရီကို အခြေခံပြီးဆက်လက်လုံဆောင်သွားနိုင်မယ်လို့ဖိလစ်ပိုင်နိုင်ငံကယူဆပါတယ် တဟာဖိလစ်ပိုင်ရဲ့ရည်တည်ချက်လည်းဖြစ်ပါတယ်လို့အာဆီယံရဲ့မြန်မာအထူးကိုယ်စားလှယ်အသစ်ကပြောပါရယ်အာဆီယံအဖွဲ့အနေနဲ့မြန်မာအရေးဖြစ်ရှင်မှုတစ်နှစ်တဝူပြောင်းလဲနေတာကိုအပြေရှားဖို့စဉ်းစားနေပြီးသက်တမ်းပို့ကြတဲ့အထူးကိုယ်စားလှယ်တဝူကိုခံဖို့ဆွေးနွေးနေလို့သိရပါတယ် လာမယ့်နှစ်ကုန်ပိုင်းမှာဆေးအုပ်စုပြုလုပ်မယ်အတွေ့အရောင်ရေကောက်ဘွဲကိုလေးလာသူဆေးလို့ရင်းနဲ့ပတ်သက်လို့အာဆီယံတရက်လုံးကဆုံးဖြတ်ရမယ်အရေးဖြစ်တယ်လို့ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကပြောသွားပါတယ်။ထပ်မံတင်ဆက်ပေးမှာကတော့တော်လရင်မှာအတူမပါလာသူတွေနဲ့တွဲမလုပ်ဖို့လို့လင်းလင်းကကြေညာလိုက်ပါတယ်။ဝေဥတော်လရင်နဲ့အတူမပါဝင်မဲအာနာသိန်းစစ်တပ်ဘက်မှရက်တီခဲ့သူတွေနဲ့ တော်လန်ရေးပြီးအလုတ်တွဲမလုတ်တော့မဲ့အကြောင်းတော်လန်အမှုပညာရှင်လင်းလင်းကတုတ်တင်ကြေညာလိုက်ပါတယ်။လင်းလင်းနဲ့ချစ်သူဝေတို့ဆောင်တဲ့အတူအမှုပညာရှင်တွေဟာဧပြီလတည်းကစတင်ပြီးပြုလုပ်လာခဲ့တဲ့ရောင်နီပွဲရဲ့ဆက်တပွဲမြောက်အဖြစ်ဘက်ဖလိုမြို့မှာပြုလုပ်ခဲ့တာမှာအခုလိုလင်းလင်းကထည့်သွင်းပြောကြားသွားတာပါ။တော်လည်းပြီးသွားရင်လေလူတို့ဘက်မှာမရက်တီသူတွေနဲ့ငွေကြေးဘလောက်ရရအလုတ်မလုတ်ဘူးလို့ကြိုတင်ကြိပေးပြောဆိုသွားပါတယ်။ တော်လိုင်းပြီးသွားတဲ့နောက်မှာလည်းလူလူတော်လိုင်းနဲ့အတူမရှိခဲ့တဲ့လူတွေနဲ့ပတ်သက်ပြီးဖျော်ဖြေမှုမရှိဘူးအပ်ပွဲတွေကိုဘလောက်ပေးပေးလိုက်ဖို့မရှိဘူးဆိုတာကိုလည်းကိုကိုကိုလူရှိသူရှိပြောပြီးစာချုပ်ချုပ်တာပေါ်တော့လို့တော်လိုင်းအမှုပညာရှင်တဦးဖြစ်တဲ့လင်းလင်းကအသိပေးသွားပါတယ်အဲ့ဒီပွဲမှာလင်းလင်းတို့အဆောင်တွေဟာအမှုပညာကြီးမယူဘဲဖျော်ဖြေခဲ့တဲ့အပြင်သူတို့နဲ့အတူတော်လန်အမှုပညာရှင်တွေဖြစ်တဲ့ ခါရာ MT ဟာလင်းတန်ခင်းစုစုနိုင်တဲ့ပကြီးဆီယာမှာနှုတ်ရင်တို့ကပါဝင်ဖြောပြပေးခဲ့ပါတယ်။ရှောင်းလေးဖြောပြပွဲအတွင်းမြတ်နိုအေးရဲ့ဂီတာကိုလည်းလေးလံတင်ခဲ့ပြီးဂီတာလေးလံကလည်းအမေရိကန်ဒေါ်လာ1300ရရှိခဲ့တယ်လို့သိရပါတယ်။ ရှောင်းနေပွဲတွေကရရှိရငွေတွေကိုအရေးပေါ်သဘောအပေးနဲ့စစ်ဆောင်အရေးစံမာရေးပညာရေးနဲ့ကောင်းမွန်တောင်းအောင်လူ့ခွင့်ရေးလှူရှာမှုစတဲ့ကဏ္ဍတွေအတွက်အချိန်မဆိုင်မဲ့ဖဲပြောင်းစစ်စစ်နေရလို့ပွဲစီစဉ်သူတွေကဆိုထားပါတယ်။ဒါပြင်တော်လမီသားစုတွေရဲ့ပြန်လည်ထူထောင်ရေးပြည်ပင်ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုနဲ့ပညာရေးစရိတ်ပို့ဆောင်တာတွေမှာလည်းအသုံးပြုမယ်လို့ကြေညာထားပါတယ်။ ဒီစင်းဟာနိုဝင်ဘာ၈ရက်နဲ့၁၆ရက်နေ့တွေမှာပြုလုပ်ထားတဲ့ဖိုဝဲနဲ့ဘက်ဖလိုပွဲတွေကနေရရှိထားတဲ့ငွေကြေးတွေမပါသေးပဲမယ်ရီလန်းကနေမီနီဆိုတာပွဲအထိဖြောပြခဲ့တဲ့ရောင်းငွေပွဲ၉ပွဲကနေအမေရိကန်ဒေါ်လာ8သိန်းခွဲနီးပါးရရှိထားပြီးပြည်ပကိုစီးဆင်းနေလို့သိရပါတယ်ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါရှင်အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီကလည်းရှားရီနှုတ်ထွက်လိုက်တဲ့ KNU နဲ့ KNPP အကြောင်းတင်ဆက်ပေးကြပါမယ်။ အမျိုးသားညီညွတ်ရေးအတိုင်းအမခံကောင်စီ NUCC ရဲ့အဖွဲ့ဝင်တွေဖြစ်ကြတယ်ကရင်မျိုးသားအစည်းအရုံး KNU နဲ့ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာယာယီနှုတ်ကပ်သွားရလို့တင်ပြရှိပါတယ်။အန်ယူဂျီကပြည်ပြင်ပြောင်းလဲရေးတွေစတိုက်လှုပ်ဆောင်နေချိန်မှာပဲအဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကအန်ယူဂျီကိုထောက်ပံ့ပေးနေတဲ့အန်ယူစီစီကနေကြောခိုင်းသွားကြတာဖြစ်ပါတယ်။အန်ယူစီစီကိုပင်အောင်ဆုံးလွတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကကိုယ်စားလှယ်တွေ တိုင်းသာတော်လိုင်းရာစုတွေအရက်ပတ်လူဖွဲ့စည်းတွေအထွဋ်အထိပ်တပိတ်ကော်မတီတွေနဲ့အတူအခြားပါဝင်တင်တဲ့အင်အားစုတွေနဲ့အတူ2021ခုနှစ်မတ်လ10ရက်နေ့ကစတင်စုဖွဲ့ထားတာပါလက်ရှိ NUCC မှာ KNU အနေနဲ့ပါဝင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးရှားရည်ရက်ဆိုင်မှုအတွက်ကောင်စီတန်းစာပို့ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဗဒိုအစောတော်နီကအတည်ပြုပြောပါတယ် ဘာကြောင့်အခုလိုနှုတ်ထွက်ရလဲဆိုတာနဲ့ပတ်သက်ပြီးတကယ်တမ်းအန်ယူစစ်စီမှာအာယုံစိုက်လှုပ်ဆောင်နေတဲ့အရာတွေကပြည်ပြည်မှာဖြစ်ပျက်နေတဲ့ဟာတွေနဲ့အလံဝင်နေတာတွေ့မြင်ရတယ်လို့ဘရိုဆော်တိုနီကပြောပါတယ် KMBB အတွင်းရေးမှူးဦးအောင်စံမြင့်ကို MPA ကဆက်သွယ်ခဲ့ချိန်မှာနှုတ်ထွက်တာကိုအတည်ပြုခဲ့ပြီးဘာကြောင့်နှုတ်ထွက်တာလဲဆိုတာကိုတော့အစည်းအဝေးတွေရှိနေသေးလို့နောက်မှပြောမယ်လို့ဖြေကြားပါတယ်။ဒီလိုနှုတ်ထွက်သွားရင်ဘာဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးနိုင်ငံရေးလေလာသုံးသပ်ချက်တို့ကတော့ပြည်အောင်လည်းမပါတော့တဲ့အတွက် ANUCC ရဲ့နိုင်ငံရေးဥဆောင်မှုအထိုင်ပြတ်သွားပြီလို့ပြောလို့ရတယ်ဆိုပြီးမှတ်ချက်ပေးပါတယ်။ 2022ခုနှစ်တုန်းကလည်းကချင်လူလူအတွက်ဈာကာလာနိုင်ငံရဲ့ဆိုင်ရာလုပ်ငန်းတွေညှိနှိုင်းဆောင်ရွက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကချင် Political Interim Coordination Team KPICT နဲ့ ANUCC ကလည်းနှုတ်ထွက်ခဲ့ပါတယ်။ဆက်လက်ပြီးမင်းအွန်လိုင်းနဲ့ရင်းနှီးတဲ့ဥက္ကဋ္ဌဟောင်းကို ရှားတပ်ပန်ထုတ်ပယ်လိုက်တဲ့ KNU ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ KNU က NCA မှာလက်မှတ်ရေးထိုးခဲ့တဲ့ကစစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့တပူးတွဲနေခဲ့သူဩက္ကဋ္ဌဟောင်းဘိုးချုပ်ကြီးစောမှုတူစီဖို့ကိုရာသပံထုတ်ပယ်လိုက်တယ်လို့သတင်းရရှိပါရယ် သူနဲ့တူခင်နူရဲ့ဒုပလျာခင်ရဲ့ဥက္ကဋ္ဌပရိုဆောရွှေမောင်းကိုလည်းအဖွဲ့ကထုတ်ပယ်လိုက်တယ်လို့ KNU ဘဟုပရိဆိုခွင့်ရှိသူပရိုဆောတော်နီကအတည်ပြုပြောကြားပါတယ်။သူတို့နှစ်ယောက်ဟာ KNU ကချမှတ်တဲ့စီကံတွေမလိုက်တာလို့အဖွဲ့ရဲ့73ချိန်မြောက်ဘဟုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရာထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဖွဲ့အစည်းရဲ့မူဝါဒတွေကိုသတိပေးနေတဲ့ကြားထဲကနေထက်ခါတလဲလဲကျုံးလုံးဖောက်ပြခဲ့တာကြောင့်ဖြစ်တယ်လို့ပရိုဆော့တိုနီကပြောပါတယ် ဆောင်းမှုတူးစိဖို့နဲ့စောရှင်မောင်းတို့ဟာတာဝန်ကနေနားယူပြီးဖြစ်ပေမဲ့စစ်ကော်မရှင်လုပ်တဲ့ NCA စနစ်ပြည့်အခမ်းအနားကိုတွားတက်ခဲ့တာကြောင့်ထုတ်ပယ်ခံရလို့သိရပါတယ်။သူတို့တယောက်ရဲ့အခမ်းအနားဟာ KNU မှာဘာမှမရှိတော့ဘူးလို့လဲဘရိုဆော်တနီက NBA ပါဝင်လွှင့်လက်တဲ့မီဒီယာတွေကတစင်ဒီနေ့မှပြောဆိုသွားပါတယ်။ KNU ဥက္ကဋ္ဌဟောင်းကိုစစ်ကော်မရှင်ကကရင်တိုင်းဒေသခေါင်းဆောင်လို့တုံ့နှုံပြီး NCA ပွဲမှာမိခွန်းပြောခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့အာနာသိန်းစစ်တပ်ကတော်လန်တိုက်ခိုက်နေတဲ့ KNU အပါအဝင် CNF, APSDS, NRSB, AD, PNLO, ADU, အဖွဲ့တွေက NCA ကိုကန့်ကွက်ကြောင်းပူးတဲ့ကြေညာချက်ထုတ်ပြန်ထားခဲ့တာပါအဲ့ဒီတဲ့2021ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းပြီးကြတဲ့က NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုတွေနဲ့စီမံချက်တွေကိုပြန်ပြောင်းတင်းတင်းဖြတ်စီခံလိုက်ရပြီး NCA ကောင်ထယ်ဖုံးမှုလုပ်ငန်းစဉ်တွေရပ်ဆိုင်ကစက်ကူစုပ်တစ်ခုသာရှိတော့တယ်လို့အတိအလင်းဖော်ပြထားပါတယ်ပြည်တွင်းကနောက်ဆုံးသတင်းနဲ့စစ်ကောင်ရှင်ကိုမီးထိုးပေးနေတဲ့အိန္ဒိယဒေါ်လာ9သိန်းနဲ့သဘောတူလက်မှတ်ရေးထိုးလိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် အာနာသိန်းစစ်တပ်ရဲ့စစ်ကောင်ရှင်ရဲ့နေရာဆွေရတို့ကြောင့်အမေရိကန်ဒေါ်လာ၅သန်းခန့်တန်ဖိုးရှိတဲ့နားလည်မှုစာချုပ်မှာ MOU ဆယ်ဆောင်ကိုနိုဝင်ဘာ18ရက်မနေ့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သတင်းရရှိပါတယ်ကျဝိုင်ပီလို့အတူကောက်ခေါ်တဲ့မြန်ဆန်စွာအကျိုးဖြစ်သွန်းစေမယ့်စီမံချက်များကိုနိုင်ငံခြားအကောင့်ထဲပေါ်ဆောင်ရွက်ဖို့လက်မှတ်ရေးထိုးခဲ့ကြတာလို့စစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ ငလင်တန်တဲ့အင်းလေးတေတာအိမ်သုံးဆိုလာထောက်ပိုင်းရင်မန္တလေးမဟာမြတ်မုနိဖျားရှိငလင်တန်တဲ့အမှုပညာလက်ရာတွေအစာထိုးရေးဆွဲရေးနှိုးစားကြွယ်မွေးမြူရေးမော်ကွန်းတင်မှတ်တိုင်တွင်ဒီဂျစ်တယ်နည်းနဲ့ထိန်းသိမ်းရေး ဝါနဲ့မပယ်မျိုးစေးပံ့ပိုးမှုနဲ့အတူလယ်ယာထုတ်ကုန်မြင့်တရေရေတူးကော်တင်ဆက်အသေးတစ်စီးဝယ်ယူရေငလင်တန်ကြောင့်ပြည့်စီခဲ့တဲ့အဆောင်တွေပုံစံမပြတ်စစ်စေးစမ်းသက်ကိရိယာဝယ်ယူရေစရာတွေအတွက်သဘောတူခဲ့ကြတာလို့သိရပါတယ်။ဒါအပြင် offline အင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်လျက် ရေသွင်းမြင်အထွက်နှောင်းကဝါနဲ့မပဲမျိုးရရှိရင်လည်းဆိုလာစွမ်းရင်သုံးရေတင်ခြင်းစတဲ့စီမံချက်တွေအကောင့်ထဲပေါ်ရေးကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစီမံချက်တကူကိုအမေရိကန်ဒေါ်လာ9000အတုံးပြုဖို့ခွင့်ပြုထားပြီးစီမံကိန်းဆောင်ရွက်နေတာတတိယနေ့အထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနဲ့မြန်မာစစ်တပ်တို့ကြား QIB ကို2023-2024ဘဏ္ဍာနှစ်ကစီမံချက်၅ခုနဲ့စတင်ခဲ့တာဖြစ်ပြီးတော့2024-2025ဘဏ္ဍာနှစ်မှာစီမံချက်10ခုနဲ့အခု2025-2026ဘဏ္ဍာနှစ်အတွက်စီမံချက်10ခုကိုအကောင့်ထဲပေါ်ဆောင်ရွက်မယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ကြေညာတည်ရပါတယ်။အိန္ဒိယဆိုရကမြန်မာစစ်တပ်ထံ drone ရဟတ်ယာဉ်တွေပါဝင်အနိုင်ပိုင်းပြန်တမ်းမှုတွေကိုဖမ်းယူနိုင်တဲ့အပေါ့စားရေဒါတွေလာရောက်ရောင်းချနေတဲ့အတွက် ဲ့အယောင်ချမှုနဲ့စစ်ပတ်ဆိုင်ရာပူပေါင်းဆောင်ရွက်မှုအလုံးကိုဆက်ကျင်အဆောင်တက်ဖို့ Justice for Myanmar ကဒီနှစ်2025အောက်တိုဘာလကကိုက်တွန်ချက်ထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးပြပါသတင်းတပုတ်အနေနဲ့ကမ္ဘာကျော်ဘောလုံးစတားရော်နယ်ဒိုနဲ့ထရန်အင်ပီရိုမှာတွေ့မဲ့အကြောင်းတင်ဆက်ရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ပါရစေရှင်။ကမ္ဘာအချမ်းသာဆုံးအားကစားသမားအဖြစ်သတ်မှတ်ခံရရတဲ့ ေါ်တူဂီအသင်းကောင်းဆောင်ခရစ်စတီယာနိုရိုနယ်ဒိုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာ18ရက်ဒီနေ့မှာအင်ဖီရိုဒန်လာရောက်ဖို့တရားဝင်ဖိတ်ခေါ်ထားပါတယ်။ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့နဲ့အတူအရှင်ဖြစ်လက်ခံကျင်းပခွင့်ရထားတဲ့2026ဖီဘာကမ္ဘာဖလားပွဲအတွက်ချိန်ဆက်ပွဲအောင်မြင်ပြီးနောက်ရိုနယ်ဒိုဆောင်တဲ့ပေါ်တူဂီအသင်းကိုအမေရိကန်ကအခုလိုဖိတ်ကြားခဲ့တာပါ။သမ္မတထရန့်ဟာဖီဘာဥက္ကဋ္ဌအင်ဖန်တီနိုကိုလည်းအင်ဖီရိုကသူ့ရဲ့ဘဲဥပုံရုံးကမှာအချိန်ချင်းအခန့်တွဲဆောင် ်မူပါတယ်။ဘောလုံးသမိုင်းမှာအကြီးအကျယ်ဆုံးကစားသမားတွေထဲကတအူးလိုသတ်မှတ်ခံရတဲ့ရော်နယ်ဒိုဟာအခုဆိုရင်အမေရိကန်သမ္မတနဲ့တွေ့ဆုံမှုတွေထင်ရှားကြကြတဲ့ဘောလုံးပုဂ္ဂိုလ်တွေထဲကတယောက်ဖြစ်လာတော့မှာဖြစ်ပါတယ်။သက်သောသတင်းတွေမှာရော်နယ်ဒိုကထရန့်နယ်တွေ့ဆုံမှုစိတ်ဝင်စားကြောင်းပြောခဲ့ပြီးအင်ဖြူရောကအခုလိုတွေ့ဆုံခွင့်ကိုတရားဝင်တည်ပြုလိုက်တာပဲဖြစ်ပါတယ်။ အင်ဖျူရာတာဝန်ရှိသူတွေရဲ့ဒီပြချက်အရရိုနယ်ဒိုရောက်လာမယ့်နေ့ဟာတမရထွန်ကဆော်ရီအာရေဗျအင်ရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့လည်းတွေ့ဆုံမှုရှိနေလို့သိရပါတယ်။ဒီတွေ့ဆုံမှုနှစ်ခုကဆက်ဆက်မှုရှိမရှိဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ရိုနယ်ဒိုကလက်ရှိမှာဆော်ရီကလပ်အနာစာအသင်းနဲ့ကစားနေပေမဲ့ထွန်နဲ့ရိုနယ်ဒိုတို့တွေ့ဆုံမှုဟာအခုကိစ္စနဲ့တိုက်ရိုက်ဆက်ဆက်မှုရှိမရှိတော့အင်ဖျူရာကပြောကြားမထားပါဘူး။ ပေါ်တူဂီအသင်းဟာကမ္ဘာဖလားမဆခင်အမေရိကန်အမျိုးသားအသင်းနဲ့ချစ်ချီပွဲကစားဖို့လဲစီစဉ်နေရလို့သတင်းတွေထွက်နေပါတယ်။ဒီပွဲကအမေရိကန်ပိတ်သက်တွေကိုကမ္ဘာဖလားပွဲမတန်ခင်ဟော်နယ်ဒိုရဲ့ကစားပုံကိုအစောပိုင်းမှာကြီးစုခင်ရစေနိုင်ပါတယ်။ NBA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ NBA နဆမှုတွေကိုအဆောင်တွေကြီးစုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မဆက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမော်တွေပြေကြပါစေရှင်။ him